ကြောင်းနေပါမှာဆိုရင်ဒါဘသူရဲ့သားသမီးဆိုတဲ့ဟာနဲ့အဲ့လိုမျိုးပေါ့နော်အာယုံစိုက်ချင်းခံရတာကိုတို့တွေကမကြိုက်ဘူးတို့တွေကလွတ်လွတ်လပ်လပ်နေကျင်ကြတာဆိုတော့လေတို့ကအဲ့လိုမျိုးနာမည်ကြီးရဲကြော်ကြားတာရဲတို့ကအဲ့လိုမျိုးအောက်မှာမနေချင်ကြအောင်မားတို့ကဘဲတော်တော်ဒီမျက်နှာကြီးသိနေတယ်ပေါ့နော်အမယူခိုင်းသေးဘူး तू အခု16နှစ်ဆိုတော့အသားလို30မှယူလို့ပြောထားတယ်အမလောက်တာကြာပြီးတာကြီး တားကြီးဆုံးလေးမွေးပြီးတော့သူ၄၅နှစ်ထိတော့လှုပ်သေးတယ်နောက်ပိုင်းမလှုပ်ဖြစ်တော့တာပေါ့နော်နောက်ငယ်နှစ်ယောက်လည်းမွေးပြီးတော့ဟိုဆက်ပြတ်သွားတာလည်းပါတာပေါ့နော်နောက်ပြီးတော့ဒီဘက်ကကလေး၃ယောက်ကဝေယဝိဆာလှုပ်ရတာနဲ့ဟိုအဆင်မပြေတာတွေအများကြီးရှိရပါတော့နော်ပြန်လှုပ်ဖို့အနည်းပညာလှုပ်ဆိုတာကိုပိုင်လှုပ်လို့ပဲလေဟိုဘာလဲသူများတွေကမှယုံသွားတယ်ဆိုလို့ရှိရင်ယုံတဲ့ချိန်ယုံစင်ချိန်ရှိသေးတယ်အနည်းပညာလှုပ်ကကြာ24နာရီနိုင်စင်းနေပါရှိရဆိုလဲအဲ့လိုအချိန်ပေးရတာဆိုတော့အမအဲ့တော့ကိုကွဲလည်းမရှိဘူးဟိုကလေးတွေကလည်းမြားတော့ အမလုံရင်မလုံရင်မလုံရင်လည်းမလုံဖြစ်တော့တာနောက်ပြီးတော့အခုဆိုရင်တော့မလုံဖြစ်တော့ပါဘူးဝလည်းဝနေပါပြီလာလည်းမလာတော့ပါဘူးလက်လွတ်လွတ်ရပါမယ်အငယ်နှစ်ယောက်ကဟိုတို့ကအခု6တန်းနဲ့8တန်းပေါ့နော်အဲဆိုတို့တွေကိုကြောင်းဖို့ကြောင်းကြိုတွေလည်းအမလုံရတယ်တို့စာဟိုဟာတူရှင်ကိစ္စတွေကြောက်ကိစ္စတွေလည်းအမလုံရတယ်ဆိုတော့အမ်ဒီဘက်နိပညာဘက်ကိုစိတ်တော့စိတ်တော့ပါပဲမလုံဖြစ်ပါဘူးလို့အမရုပ်ရှင်တွေတော့တော့တောက်လျှောက်ပြန်ကြည့်ရပေါ့နော်ကိုယ်တငယ်ချင်းတွေတိုက်ထားတဲ့ကားတွေယုံကြည်ကားတွေလည်းကြည့်ရစီးရီးတွေလည်းကြည့်ရ အလွမ်းကြီးပေါ့နော်ဒါပေမဲ့ပြန်လုံးဖြစ်ဖို့တော့မရှိပါဘူးအဲလုံးမမဟုတ်ဘူးလုံးမမဟုတ်သူကလေအဲသူကအဲ့လိုအမေ celebrity ဖြစ်တာကိုတော့သူကြိုက်တယ်ဒါပေမဲ့သူတို့လက်ထက်ကြရင်တော့မလွတ်လပ်လို့တဲ့အမမတို့ကဘဲတော်တော်ဒီမျက်နှာကြီးသိနေတယ်ပေါ့နော်ဘာလို့လို့လဲသိနေတယ်ပေါ့အဲအဲ့လိုဒါကြိုက်လဲသူတို့ကဟိုကြောင်းနေပါမှာဆိုရင်တော့ဒါဘသူရဲ့သားသမီးဆိုတဲ့ဟာနဲ့အဲ့လိုမျိုးပေါ့နော်အာယုံစိုက်ချင်းခံရတာကိုသူတို့တွေကမကြိုက်ဘူးသူတို့ကလွတ်လွတ်လပ်လပ်နေကြတာဆိုတော့လေ ။ဒါဆိုတော့အဲ့လိုမျိုးနာမည်ကြီးရဲကြော်ကြားတာရဲတို့ကအဲ့လိုမျိုးအောက်မှာမနေချင်ကြအောင်။အရေးဟိုအပြင်လူလိုပဲသွားလာချင်တယ်တဲ့စီဝါရေးပဲလုပ်နေတယ်။အာဒါကတော့ဖျားပေးတဲ့ကုသိုလ်ပါဟိုမိဘတိုင်းကတော့ကိုသားသမီးချောချောလတ်လတ်လေးမွေးချင်တာပဲပေါ့နော်။အာတို့ကံနဲ့တို့လာကြတာပေါ့နော်။အာအမကဒီလိုအမရဲ့သားလေးတွေကိုချစ်ပေးကြတဲ့အတွက်လည်းအမကျေးဇူးတင်ပါတယ်။နောက်ပြီးတော့အမအမှုပညာမလုပ်တာတော်တော်ကိုကြာပြီပေါ့နော်။သားကြီး၅နှစ်တည်းကမလုပ်တာဆိုတော့ဒါပေမဲ့လည်းလူတွေကဒီနေ့ထိမမေ့ပဲနဲ့အမရဲ့မိသားစု မရဲ့သားလေးတွေကိုဗတ်ဆက်ပြီးချစ်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။ချစ်ချင်တာကတော့လေသူတို့တွေကိုပညာတွေကိုအများကြီးတက်ဆဲခြင်းနဲ့နောက်ပြီးတော့ဟိုချမ်းချမ်းသာသာနဲ့ပညာနဲ့လှုပ်ရှားတဲ့အလုပ်တွေလည်းလုပ်စေခြင်းနဲ့နောက်အိမ်တော်ကြရင်လည်းအိမ်တော်ဘက်ကောင်းကောင်းလေးတွေနဲ့တွေ့စေခြင်းနဲ့အမားတို့ကဒါတစ်သလုံးသူတို့နဲ့တူနေရမှာမဟုတ်ဘူးလေသူတို့ဘေးလမ်းမှာလက်တွဲပေါ်ကောင်းကောင်းလေးတွေနဲ့နောက်သူတို့လည်းပညာတွေအများကြီးတက်ပြီးတော့အလိုချမ်းချမ်းသာသာပြည့်ပြည့်စုံစုံနဲ့နေကြတာဒါကတော့အမားမှမဟုတ်ပါဘူး မိဘတိုင်းကိုသားသမီးရောအဲ့လိုဖြစ်စေချင်ကြတာပဲလေအဲမယူခိုင်းသေးဘူး तू အခု16နှစ်ဆိုတော့အသားလို30မှယူလို့ပြောထားတယ်ဘယ်လိုဖြစ်မလဲမသိပါဘူး30လောက်မှယူအဲ့ခါကျမှအသားလို့ပြည့်ပြည့်စုံစုံနေနိုင်တဲ့ကျမမိမယူလို့တော့အဲ့လိုပြောထားတာပဲနားထောင်တယ်အခုတော့နားထောင်သေးရဲ့ဘာဖြစ်မလဲတော့မသိပါဘူးဩဘာမှမဖြစ်ပါဘူးခုခေတ်ကလေးတွေကပုံမွေလင်းလင်းမဲ့လေနောက်ပြီးတော့ဟို social media ခေတ်မှာဘယ်လိုမျိုးဆိုတော့လေဒါတွေကနားလဲပါတယ် ဟိုညီမတို့ခက်ကနေခဲ့ရတဲ့မိန်းကလေးပုံစံနဲ့မတူဘူးလေခုခက်ကပုံမှန်လည်းလည်းပြောကြဆိုကြရဲဆိုတော့ဒါဘာဖြစ်ပါဦးခေရစီကြောင်းလေအာအခုထိချစ်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟိုမသားလေးတွေကိုလည်းချစ်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်